အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ကလေးတွေကိုဖမ်းဆီးနေတဲ့ဗိုက်ကြီးတဲ့လင်မယာတိုက်ကြီးမျိုးအုပ်ကွင်းမှာဖမ်းမိသွားတဲ့ရုပ်တံမျိုးဖိုင်လေးကို အားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကတ်ထရီနိုလေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ကလေးတွေကိုခိုးပေါ့နော်ကလေးတွေကိုခိုးပြီးတော့မှမိဘကြီးစီကငွေညှစ်အငွေညှစ်ပြီးတော့ရေချောင်းနေမြောင်းနေတဲ့ကိုပြစ်ချပြီးတော့ဒီအတက်တဲ့အမျိုးသမီးပေါ့နော်ဒီကိုဝင်ဆောင်အမျိုးသမီးလင်မယားလို့ပြောရရှင်အဲသူ့အမျိုးသားနဲ့သူနဲ့နှစ်ယောက်ပေါ့နော်အဲသူ့အမျိုးသားကကြတော့ဒီငွေတွေညှစ်တဲ့လွှဲခိုင်းနေပေါ့နော်အဲလွှဲခိုင်းတဲ့ငွေတွေကိုသူ့အမျိုးသားကကြတော့ဒီဆိုင်မှာသွားထုတ်ပေးတယ်ပေါ့နော်အဲသူကကြတော့အဲ့လိုမျိုးအိမ်ကြီးအဲ့ဒီအိမ်ကြီးကိုဝင်နေဝင်ပြီးတဲ့အခါကျတော့ကလေးတွေကိုခိုးတယ်ပေါ့ အဲခိုးပြီးသွားပြီဆိုလို့ရှိရင်အဲဖုန်းနံပါတ်တွေပါတယ်သူကတနာအောင်ပြောပြီးတော့မှတောင်းတယ်အဲတောင်းပြီးအဲဖုန်းနံပါတ်ရလာပြီဆိုလို့ရှိရင်ကလေးကိုမလိမ့်တဲ့ဘက်နဲ့အပြင်ခေါ်ထုတ်ခေါ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ကလေးကိုခိုးခိုးပြီးသွားပြီဆိုလို့ရှိရင်မိဘရေရှုဖုန်းဆက်ပြီးတော့ငွေညစ်တယ်ပေါ့နော်ဒီမိမအဲ့လိုလုပ်တယ်အဲ့လိုလုပ်တဲ့အမျိုးသမီး၂ယောက်ကိုအဲလင်မယား၂ယောက်ကိုပေါ့နော်မနေ့က 15ရက်နေပေါ့နော်ဇွန်လ15ရက်နေနေ့လယ်ပိုင်းလောက်မှာမိသွားရဲဆိုတဲ့သတင်းကိုတက်တဲ့အတူအရှင်အမိသွားတာကလည်းဘာမှမိတာလဲဆိုတော့ဒီတိုက်ကြီးမျိုးတွေမှာပဲပေါ့နော်တိုက်ကြီးမျိုးတွေရွာတရွာမှာမိတယ်ကြေးရွာတရွာမှာမိတယ်ဆိုပြီးတော့မှဒီရဲအကိုတယောက်ကပေါ့နော်အဲသတင်းမီဒီယာမှာဖြေပေးထားတယ်ဒါပေမဲ့အတိအကျကိုတော့ပြောလို့မရသေးဘူးဆိုပြီးတော့ပဲအဲဒီတင်းမှာလည်းရေးထားတယ်ပေါ့နော်အဲ့တော့အဲ့လိုရေးထားတာတော့တွေ့တယ်ဝမ်းနေနေအဲ့တော့အဲ ဟိုကလူဒီတိုက်ကြီးမြို့မှာမိသွားတယ်ဆိုတော့တရင်တွေ့တွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုပေါ့နော်စစ်စင်းမင်းမြန်နေတော့လို့လည်းသိရတယ်တကယ်လို့အဲတကယ်မိသွားတာမှန်ခဲ့တယ်ဆိုလို့ရှိရင်အဲထပ်ပြီးတော့တရင်နေသိရအောင်ပါပေါ့နော်သိရတယ်ဆိုလို့ရှိရင်ဟိုကလူမြို့မှာမိရပဲဖြစ်တဲ့အတွက်ဘယ်ယူအဲဘယ်ရွာဘယ်မြို့မှာဘယ်နေရာမှာအဲဘယ်အချိန်မှာဘယ်လိုပုံမိသွားလဲဆိုတာကိုအဲမသိရသေးဘူးပေါ့နော်တကယ်လို့သိရတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့လာတင်ပေးအောင်ပါနော်ပြောပြပြအောင်မရှိဘလို့ပဲဖြစ်ဖြစ်မိသွားတယ်ဆိုတော့ကောင်းပါတယ်ပြီးတော့နော်ကိုဝင်ကအစ်စ်လို့ပြောတယ်နော်ကိုဝင်ကအတုမဟုတ်ဘူးလေအစင်းတဲ့ဆိုတော့ ပို့ပြီးအံ့ဩဖို့ကောင်းတာပေါ့နော်ကိုမလည်းကိုဝင်အစ်စ်ကြီးနဲ့ကိုသူများသားသမီးတွေကိုအဲ့လိုဖမ်းပြီးတော့အဲ့လိုလှုပ်တယ်ဆိုတော့တော်တော်လေးတော့ကြောက်ဖို့ကောင်းတယ်အခုမိသွားပြီဆိုတော့ကောင်းပါတယ်ထိတိယောက်ယောက်ပေါ့နော်အရေးယူပေးပါလို့မြင်တာလည်းရက်ခတ်ချင်တယ်ပေါ့နော်အမ်သူတို့မှထိုက်တဲ့နဲ့ပြစ်တယ်တော့ကြာတယ်ပါလေဘာလို့ဆိုသူတို့လှုပ်ထားတဲ့လှုပ်ရတဲ့တအားကိုများလုံးနဲ့နော်အသက်ဆုံးရှုံးသွားရတဲ့ကလေးတွေအမိခင်တွေမှာဆိုလို့ရှိရင်ပါတဲ့ရွှေတဲ့ပစ္စည်းတွေငွေကြေးတွေလည်းဆုံးရှုံးရတယ်ကလေးရဲ့အသက်ကိုလည်းဆုံးရှုံးရတယ်ပေါ့နော်အဲ ငွေကြေးတွေပစ္စည်းတွေပဲဆုံးရှုံးလို့ကကိစ္စမရှိဘူးလေနော်ပြန်ရှာလို့ရတယ်အကွက်ကလေးတွေအသက်ကိုပါဆုံးရှုံးသွားတာဆိုတော့တော်တော်လေးကိုပြီးဆက်ရတာများတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့မှလည်းထိုက်တင်နေပြစ်ထန်တော့ကြာတင်ပါလေကြာလိမ့်မယ်လူတွေကထင်ပါတယ်ဘာလို့ဆိုတော့ဒီအားလည်းသိနေတာကိုသူတို့လွတ်ရွက်ကတစ်ခုလည်းမဟုတ်ဘူးနှစ်ခုလည်းမဟုတ်ဘူးသူကဒါကိုအလုပ်ကြီးတစ်ခုလိုတောင်လုပ်နေတာပါဆိုပြီးတော့ပြောတာဆိုတော့သူတို့အတွက်ထိရောက်တဲ့ပြစ်ဒဏ်ကတော့မိမာပါမိလည်းမိစေချင်ပါတယ်ဒါမှလည်းနောက်ထပ်မိဘတွေအနေနဲ့ကိုသားသမီးတွေကိုဒါအဲနည်းနည်းစိတ်ချလို့ရမှာပေါ့နော်စိတ်ချလို့ရမှာဆိုပေမဲ့လည်းဒီလိုလူမျိုးတွေရှိနေသေးတာပြောလို့မရသေးဘူးเนาะကလေးတွေကိုတော့အထူးဘီယူဆိုင်ပေးအောင်เนาะ ကလေးတွေကိုတဲ့မိဘတွေကအမြဲတွင်တင်ကြပါတဲ့ចောင်းတက်ចောင်းစင်ကြို့ဖို့မမေ့ကြပါနဲ့ဟုတ်တယ်ရှင်เนาะအဓိကတော့မတို့အနေနဲ့ပေါ့เนาะဒီလိုဖြစ်စင်နေဖြစ်လာတယ်ကလေးတွေကိုခိုးတယ်ခိုးပြီးတော့မှအဲရင်းဟိုဟာဖြစ်တယ်ပေါ့เนาะငွေညှစ်တယ်ငွေညှစ်လို့ရရင်ရမငွေညှစ်မရဘူးဆိုလို့ရှင်တံမိုးကြီးပစ္စည်းတွေပါတယ်ဆိုလို့ရှင်ချွတ်ယူချွတ်ယူပြီးပြီဆိုလို့ရှင်ပေါ့เนาะဒီကလေးတွေကိုတက်ပစ်တာတွေပါတယ်အဲ့လိုလုပ်တဲ့ဖြစ်စင်နေကအခုကအရန်များနေရပေါ့เนาะအရန်များနေရဖြစ်တဲ့အတွက်ကြောင့်မလို့တက်နိုင်မယ်ဆိုလို့ရှင်မိဘအနေနဲ့အမြဲတမ်းပေါ့เนาะကလေးတွေရဲ့နားလေးနားတဲ့ကိုပေါ့เนาะရိုက်သွင်းထားပေးဖို့လိုတယ်ဒီနားလေတဲ့အရွယ်လေးတွေပေါ့เนาะ ီ2တန်း3တန်းတို့အဲ4တန်း5တန်းတို့ဒီရွယ်လေးဆိုကောင်းကောင်းနားလည်နေပြီပေါ့နော်အဲတချို့တန်းရွယ်လေးတော့မကောင်းမသားလေးတော့တန်းရှိရယ်ပေါ့နော်တန်းရွယ်လေးတော့ဒါပေမဲ့သူတို့ပြောပြထားရယ်ဆိုသူတို့နည်းနည်းပါးပါးနားလည်အဲသားလေးတော့ဒီလိုမျိုးလေးပေါ့နော် ကလေးတွေကိုဖမ်းနေတယ်နော်ဖိုးနေတယ်နော်ပြီးလို့ရှိရင်ကလေးတွေကိုရေထဲပစ်ချပြီးတော့ဘလို့တတ်တာနော်အဲကိုကကုနာကိုသတင်းကလာပြီဆိုလို့ရှိရင်အကက်မခံနဲ့အဆရာတွေဆရာမတွေနားမှာသွားနေအလူကြီးမိဘကိုနဲ့ယဉ်ကြီးရဲ့သူတွေနားမှာသွားနေအဲအဲ့လိုမျိုးလေးတွေပေါ့နော်မှားထားတယ်ဆိုလို့ရှိရင်တို့တို့နားလေတယ်ရှင်အကုန်းမတို့ကြောက်မှဆိုလို့ကလေးဝက်တားလီတတ်တဲ့ကြောက်မှဆိုလို့ရှိရင်လည်းအမြဲတမ်းဟိုကြောက်ဆရာမကြီးကကလေးတွေနဲ့ဒီပေါ့နော်အကလေးတွေနဲ့ဒီလိုသူရဲ့ဆက်ဆံရေးစားတယ်မှာအမြဲတမ်းပြောပြလေးရှိတယ်အိမ်ကတားလီရဲ့ဒဒန်းမဲ့ရှိတယ်ပြန်ပြန်ပြောတယ်ပေါ့နော်ကြောက်ဆရာမကြီးကမေမေပြောတယ်ကလေးခိုးပါတယ်အဲချောင်းနဲ့ပစ်ချပြီးတော့တတ်တယ်တော်သေးရဲ့သူ့မမေလာခေါ်လို့အဲ န်သူ့မမေလာခေါ်တော့မှကလေးလေးကမသေးတာပေါ့အဲ့လိုမျိုးလေးတွေပြောပြတယ်ပေါ့နော်အဲ့လိုပဲဝမ်းဝမ်းတို့မိဘတွေအနေနဲ့လဲအเจ้าမှာသူ့ရဲ့ဆရာတွေကပြောတတ်နိုင်တဲ့လောက်ပေါ့နော်ဆရာသမားတွေကနားတဲ့တွင်းပေးတယ်လို့မိဘတွေအနေနဲ့လဲကလေးတွေကိုနားလဲတွင်းပေးဖို့လိုတယ်ပြီးတော့မိဘတွေအနေနဲ့ကလေးတွေကိုအเจ้าတက်အเจ้าဆင်းလေးတွေကြိုးဖို့အဲကျူရှင်သွားကျူရှင်ထားရဆိုလို့ရှိရင်လဲကျူရှင်သွားတာလေးတွေပြန်တာလေးတွေကိုအကျိုးပို့လုပ်ပေးဖို့ကလဲအရေးကြီးတယ်ပေါ့နော်တတ်နိုင်တဲ့လောက်ကတော့ ဆရာတွေဘက်ကကောမိဖုရားတွေဘက်ကရောလင်းမှုမရှိအောင်ကလေးတွေကိုတေချာနားတဲ့တွင်းနဲ့တေချာပြောပြရဲပြီးတော့ကိုကိုတိုင်းလည်းတေချာဂယူဆိုင်ဆောင်ရှောက်တယ်ဆိုလို့ရှိရင်ဒီလိုဖြစ်ရမျိုးကအဲဖြစ်တာနေပါလာလိမ့်မယ်ပေါ့နော်တဖြည်းဖြည်းနဲ့ပပျောက်သွားနိုင်ပါတယ်အဲ့တော့ဒီဘက်အနေနဲ့တတ်နိုင်သမျှပေါ့နော်ကိုယ့်ရဲ့မအားတဲ့အချိန်လေးတွေကနည်းနည်းလေးဖြစ်ဖြစ်နှုတ်ယူပြီးတော့ကလေးတွေကိုပို့ပြီးတော့အချိန်ပေးစေချင်ပါတယ်နော်ပြောပြရတာလေးတွေအဲပြီးတော့ကြိုးပို့လုပ်ပေးတာလေးတွေပေါ့နော်အဲ့ဒါလေးတွေတော့လုံးဝလုပ်သေးဘူးမမေ့ပါနဲ့ရှင်နော်ဘယ်လိုလူမျိုးကဘယ်လိုနည်းနဲ့ဘယ်လိုလောက်ရက်တွေလုပ်နေအောင်မယ်ဆိုတော့အမတို့ကြိုးသိနိုင်တာကြုံမြင်နိုင်တာမရှိဘူးလေနော်အခုနောက်ပိုင်းကလေငွေရှာဖွေရတာခက်ခဲလာ တယ်ဆိုပြီးတော့မှအလွယ်နည်းတွေတုံးပြီးတော့ဒီလိုမျိုးဟိုအသက်တချောင်းကိုလွယ်လွယ်လေးလှုပ်ပြီးတော့မှအဲ့လိုရှာဖွေနေကြတဲ့လူတွေကဒုနဲ့တဲလိုမျိုးအများကြီးလို့လို့တွေ့နေရတယ်ဆိုတော့ကိုယ့်ဘက်ကတော့ကိုယ့်ရဲ့သားသမီးအတက်အိုးအင်စီတိန်မထိခရအောင်လို့ကိုဘက်ကတော့ကာကွယ်တင်တာကာကွယ်ပေးရမယ်လေနော်အဲ့တော့ကကလည်းမှားကျင်ပါတယ်ပေါ့နော်အဲ့တော့သားသမီးတွေကိုတတ်နိုင်သမျှကိုကအချိုးပို့လေးလုပ်ပေးပါတတ်နိုင်သမျှပြောလဲပြောပြပေးပါနော်အဲ့ဒါတော့အရန်ရည်ကြီးရဲ့ဘလို့ပုံစံဘလို့လူလေးလာမယ်မသိဘူးလေနော်ကိုဘက်ကဂယုစိုက်တာတော့အကောင်းဆုံးပါပဲရှင်နော်ဘယ်ရမှမဆိုကြွတင်ကာကွယ်ထားတာအမှန်ဆုံးပဲနော် ဆော့ဆော့စီစီတွေ့ရတဲ့တဲ့င်ကတော့မင်္ဂလာတဲ့င်ပဲရှင့်။ဗာတဲ့င်လဲဆိုတော့ဟိုကအဲဒီမနေ့ပေါ့နော် Facebook ကိုတစ်ချက်ဝင်ကြည့်လိုက်တော့ Facebook မှာဗာတဲ့င်တက်လာဆိုတော့ဒီပေါ့နော်ကလေးကိုခိုးတယ်။ခိုးပြီးတော့မှမိပါတယ်ဆရာနေငွေညစ်တယ်။အဲတမှုကြည့်ရွှေတဲ့ပစ္စည်းတွေပါတယ်ဆိုလို့ရှင့်လဲချုပ်ယူတယ်ချုပ်ယူပြီးဆိုလို့ရှင့်ချောင်းတွေမြောင်းနေတယ်ကိုပစ်ချပြီးတော့အဲရေရေနှစ်ပြီးတော့တတ်တဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုလုပ်တဲ့အမျိုးသမီးဒီကိုပေါ့နော်ကိုဝင်ဆောင်မျိုးတမိကိုမိသွားပြီဆိုတဲ့တဲ့င်ကိုတွေ့တယ်ပေါ့နော်အဲမိသွားတဲ့နေရာမှာသူတို့လင်မယားနှစ်ယောက်ပေါ့နော်လင်မယားနှစ်ယောက်လောက်တာလို့သိရတယ် သူကပြီးတော့ကိုဝင်ဆောင်ကအစ်စ်နော်အတူမဟုတ်ဘူးတဲ့ဒေသာသိရပါပြီဒီသတင်းမှာပေါ့နော်ဖြေချထားတာကိုဝင်ဆောင်ကအစ်စ်ဖြစ်ပြီးတော့သူတို့လင်မယားနှစ်ယောက်လောက်တာအဲအမျိုးသမီးကကြတော့ဒီအိမ်လေးကိုဝင်နေဝင်ပြီးတော့အဲကုသူတနာအောင်ပေါ့နော်တနာအောင်ပြောတယ်အိမ်ငါကျင်လို့ပါပြီးတော့ခဏတဲဝင်ပြီးပါဆိုပြီးတော့အဲ့လိုမျိုးပရိယေတွေသုံးပြီးတော့ဝင်နေဝင်ပြီးပြီဆိုလို့ရှိရင်ကလေးလေးကိုခိုးတယ်ပေါ့ခိုးပြီးပြီဆိုလို့ရှိရင်ဒီဖုန်းနံပါတ်တီတောင်းတယ်နော်ဖုန်းနံပါတ်တီဘယ်ရရတယ်တချို့တွေမေးတယ်လို့တခါလဲသူကတနာအောင်ဝင်ပြီးတော့သူကူညီလို့လို့ရှိရင်လည်းတောင်းလို့ရအောင်ဖုန်းနံပါတ်ကလေးပေးထားပါအောင်ဆိုပြီးတော့အဲ့လိုပြောပြီးတော့ဖုန်းနံပါတ်တီကိုတောင်းတာနော်အဲတစ်ဖက်ကလည်းတနာ ားတဲ့ခါကျတော့ဖုန်းတော်တိပေးတာပေါ့ iPhone နံပါတ်တေကိုယူပြီးပြီဆိုလို့ရှိရင်ခလေးကိုခိုးခိုးပြီးပြီဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့ခလေးခိုးပြီးသွားရင်ငွေညစ်တယ်ငွေညစ်ပြီးသွားပြီလို့ရှိရင်လွှဲလာတယ်ငွေကိုသူ့ယောက်ျားပေါ့နော်သူ့ယောက်ျားကနေပြီးတော့အဲဆိုင်ထဲမှာပေါ့ပြန်ထုတ်တယ်အဲ့လိုမျိုးလုပ်တယ်သူတို့လည်းများနေရပေါ့နော်အခုဆိုလို့ရှိရင်တော့မိသွားပါပြီတဲ့မိသွားတာကမှမိလဲဆိုတော့မှတိုက်ကြီးမျိုးထဲမှာပဲပေါ့နော်တိုက်ကြီးမျိုးတွေကကြေးရတရားမှာမိတယ်ဆိုပြီးတော့မှဒီတရင်မီဒီယာတချို့မှာရဲရဲအဖြေထားတာပေါ့နော်အဖြေထားရဆိုပေမဲ့အခုမှမိပြီးတော့စစ်စေးမင်းများနေတော့ဖြစ်တဲ့အတွက်ကြောင့်မလို့တရင်တိကျကိုပြောပေးလို့မရသေးဘူးဆိုပြီးတော့လည်းမီဒီယာမှာအဲ့လိုမျိုးဖြေထားတယ်ပေါ့နော်အဲ့တော့ ဒါကတော့ဒီမီဒီယာမှာအရေးကိုဖေးပေးထားတဲ့ဟာလေးကိုမှတစ်ချက်ထားပြီးပြောပြပြပါဘောနော်။တေချာတိတိကျကျသိရဖို့အတွက်ဆိုလို့ရှင်ကတော့အချိန်လေးနည်းနည်းစောင့်ပေးအောင်ပါဘောနော်။သူတို့စစ်ဆေးအောင်မယ်မင်းများအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲတကယ်ဒီတက်ကြီးမြို့ထဲမှာမိတာဆိုလို့ရှင်တော့တေချာပါတယ်ကတော့တင်းနေဆက်ပြီးကြားနေအောင်ပါပဲ။သိနေအောင်ပါပဲ။ဒီကလေးကတော့သိထားသိရတဲ့တင်းနေရှိနေခဲ့အောင်မယ်ဆိုလို့ရှင်လည်းမှထပ်ပြီးတော့လာပြီးပြပြပေးအောင်မယ်။နော်။လက်တလုံးမှာတော့သူတို့မိသွားပြီဆိုတော့လက်တလုံးမှာစုဘူးထကြွနေရတာသူတို့ဖြစ်နေတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့စိတ်အေးရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လုံးလုံးကြီးစိတ်အေးရတာမဟုတ်သေးဘူးနော်။ဒီလိုမျိုးငွေနောက်လိုက်နေတဲ့သူတွေဆိုတာကအဲ ူတို့ကြည်ပဲရှိတာမဟုတ်တခြားတော့သူတွေလည်းရှိသေးတယ်ငွေနောက်လိုက်ပြီးတော့မှဘယ်သူဘယ်သူမှမကြည့်တော့ဘူးကိုကိုကိုပဲကြည်တဲ့သူတွေကရှိနေနိုင်သေးတယ်အဲ့တကြောင်မလို့ကိုရသားသမီးတို့တော့ဘလို့မှစိတ်မချပါနဲ့အောင်လို့နော်ကြောင်းသွားတယ်ဆိုလို့ရှိရင်လည်းကြောင်းလိုက်ပို့ကြောင်းပြန်တယ်ဆိုလို့ရှိရင်လည်းကြောင်းကိုကိုကိုတိုင်းကျိုးအကျူရှင်သွားတယ်ကျူရှင်ပြန်တယ်ဆိုလို့ရှိရင်လည်းကိုကိုတိုင်းမဲပေါ့နော်အကျိုးပို့လေးလုပ်ပြီးကိုမွေးထားတဲ့ဖအေးမအေးညီကိုမောင်းတော့မှပေါ့နော်အဲ့ဒေါ်တူဒေါ်လေးတူလေးဒီလောက်ကိုပဲပါပြပါပြီးတော့အဲ့ဒေါ်လေးတူလေးကိုလည်းမှာချင်ပါတယ်တိုးစင်းမိစင်းမဲ့အရာတွေဆိုလို့ရှိရင်ရှာမလို့တော့တန်မြာတီးတို့ပါလို့ဆောင်ရတယ်ပေါ့အဲ့လိုမျိုးလေးတွေဆောင်တော့ပြီးတော့ကိုနီနာကိုညနေစိမ့်နေဝင်လာပြီးဆိုတော့လည်းအကန့်မ ခံတယ်စကားကိုအယုံတော့လောက်ပြီးမပြောနဲ့เนาะအဲ့ဒါလေးတော့တစ်ချက် view site ပါเนาะသာသမီတွေကို view site တာတော့လောကဒီကလေးတွေကိုလေခိုးတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့လေဟိုမှာတင်ထားဒီလိုမျိုးတင်ပေးနေတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြချင်တယ်ပေါ့เนาะအဲ့ဒါဘာပြောပြချင်တာလဲဆိုတော့ဟိုမှာကဒီကလေးတွေကိုခိုးတဲ့အမျိုးသမီးအကြောင်းပေါ့เนาะကလေးတွေကိုရရဆက်ဆက်လုပ်တဲ့အဲကိစ္စလေးတွေအကြောင်းဒီ TikTok မှာလာတင်ပေးရဆိုတာကလေဟိုမှာကလည်းအမျိုးဒီအမျိုးသမီးတယောက်ပြီးတဲ့ခါကျတော့မိခင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သာသမီချင်းကိုချင်းစားတယ်သူသာသမီကိုသာသမီလေးเนาะဘယ်သူမှမဖြစ်စေချင်ဘူးเนาะအဲ့တော့ကလေးတွေရဲ့အသက်ကလေးတွေကိုလည်းတနာတယ်မိဘတွေအနေနဲ့လည်းမသိရ ာလေးတွေသိရအောင်ရှောင်းတင်းတဲ့ဟာလေးတွေရှောင်းလို့ရအောင်ဟာလာတင်ပေးရဖြစ်တဲ့အဲ့လိုတင်ပေးရသည်ဝန်ကအတွက်ဘာရလဲဆိုလို့ရှိရင်နည်းနည်းလေးတော့ထိခိုက်မှုရှိတယ်ဘယ်လိုထိခိုက်မှုရှိလဲဆိုတော့ဝန်ကအကောင်အခုဆိုလို့ရှိရင်ဘောနော်ဒီလိုမျိုးဒီအကြောင်းတွေနဲ့တင်တာပတ်သက်ပြီးအများလေးသိကြမှာပါအဲဒါမျိုးတွေဆိုလို့ရှိရင်ဒီ platform ကမကြိုက်ဘူးဆိုတာကိုလေအဲ့လိုတင်တဲ့အခါမှာနည်းနည်းလေးဝန်ကပြချခံရတာလေးရှိရဲ one day meet တာလေးလည်းရှိရဲပေါ့နော်ဒါပေမဲ့ဟိုကလေးအမိုက်ခံပြီးတော့တင်ပေးနေတာနော်ဘာလို့ဆိုတော့သိစေချင်လို့လေနော်ဘာလို့ဆိုတော့ကိုလည်း မိခင်တယောက်ပဲအဲ့လိုမျိုးကြုံတွေ့ခဲ့ရတဲ့မိခင်တွေကိုလည်းကိုချင်းစားတယ်ရင်းနေလဲနေ့နေအောင်ခန်းစားရတယ်ထတ်တူပါပဲနောက်ထပ်မိခင်တွေလည်းမဖြစ်ရအောင်လို့ဟိုမှာကဒါကိုအတိလာပေးတာအဲ့ဒါကြောင့်မလုံးဝအတိပေးရကြိုးလေးနဲ့တောင်မိခင်တွေအနေနဲ့တက်နိုင်တယ်များဆောင်းဆောင်းရရှောင်းရလေးတွေကိုလှုပ်ပါသားသမီးတွေကိုចောင်းကျចောင်းပိုလေးတွေလှုပ်ပါအရွယ်မတိုင်သေးတဲ့သားသမီးလေးတွေဆိုလို့ရှိရင်လည်းရင်းအောင်မကွာထားပါနော်ဒါလေးကဟိုမှာထက်ခတ်တလဲလဲလာပြီးတော့တတိပေးစင်တယ်ပေါ့နော်ဟိုမှာဒီတင်ပေးရကြိုးလေးနဲ့အောင်တော့မိဘတွေအနေနဲ့ဒါလေးတော့တခုတော့လိုက်ပြီးတော့လှုပ်ပေးကြပါနော်ကလေးတွေကိုတက်နိုင်တယ်များခရူးဆိုင်ပေးပါနော်အဲ့ဒါလေးကိုဟိုမှာလာပြီးတော့ပြပြပေးချင်ပါတယ်နော်